မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်တွစ်ထောင်ကြီးွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်တန်းကိုပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 28ရက်နေ့မနက်7:00နာရီကညောင်ဦးမြို့နယ်တက်တောင်ကျေးွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်တန်းဟာလက်ပံပင်ခြေကျေးွာဘက်ကိုဈေးဝယ်ရန်စိုက်ကယ်နဲ့ထွက်လာတဲ့အချိန် ညောင်ဦးမြင့်ကြံကားလမ်းမပေါ်မှာပကံဘလူးတပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပေဆုံးသွားတယ်လို့သိရပါတယ်။သူကတဲတောင်တောင်ရွာနဲ့မြောက်ရွာနှစ်ရွာလုံးကိုအုပ်ကြီးလုပ်နေတာလက်ပံခြေပေါ်ခြေရွာဘက်ကိုဈေးဝယ်ဖို့ဆိုင်ငယ်နဲ့ထွက်လာတော့ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။သူကပြစ်မှုတွေအများကြီးကျိုးလုံထားတဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပေါ်တာဆွဲရင်ဆွဲပါနဲ့ပြည်သူတွေကိုအနိုင်ကျင့်တယ်။အဓိကကတော့လက်ပံခြေပေါ်ခြေရွာကရဲခွေးတွေနဲ့ပေါင်းတယ်လို့ ဗဇံဘလူးတပ်ဖွဲ့ကတောင်ရှိသူကရှင်းပြထားပါဗျ2024ခုနှစ်အတွင်းကတဲတောင်ရွာအုပ်ချုပ်ရင်းမှုထွက်ပြေးသွားပြီးတဲ့နောက်ဒေဆုံးသွားတဲ့မောင်တန်းကကျေးရွာအုပ်စုအုပ်ချုပ်ရင်းမှုဖြစ်လာခဲ့ခြင်းဖြစ်ပြီးတော့ အနည်းငယ်ပြစ်ခတ်ခံရမှုကြောင့်ပါတဲ့ရဲဘက်တို့မှကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံသွားတဲ့မသားအလောင်းကိုစစ်ခွေးတွေကလာရောက်ကောက်ယူပြီးတော့ညောင်ဦးစေးယုံကိုတေဆောင်သွားတယ်လို့သိရပါတယ်။အလားတူပဲမော်ပြည်နယ်ဘီလင်းမြို့နယ်တောင်စုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ကိုကိုဦးပြစ်ခတ်ခံရပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူများကပြောပါတယ်။နိုဝင်ဘာလ25ရက်နေ့ညနေ9:00လောက်မှာ တောင်စုံကြီးပါမြို့မရက်ကဘဝမျက်ရှုစာကြည့်လိုက်အရှိမအမည်မသိတဲ့တဏ္ဍသမားများကအုတ်ချုပ်ရင်မူတင်ကိုကိုဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းအုတ်ချုပ်ရင်မူတင်ကိုကိုဦးဟာပွဲချင်းပြီးတိတ်ဆုံးခြင်းမရှိပဲပြင်းထန်ဒဏ်ရာရရှိကောင်းစေကူတမှုခံယူနေရတယ်လို့သိရပါဗါးအဲ့ဒီအုတ်ချုပ်ရင်မူဟာအကြမ်းဖက်စစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ပြည်သူများကိုနှီးနှိုးဆုံနဲ့နှိပ်စက်နေတယ်လို့သိရပါဗါးတင်ကိုကိုဦးပြစ်ခတ်ခံရတာဟုတ်ပါတယ် မသေးသေးဘူးလို့လည်းသိရတယ်အခုရက်ထိဈေးုံပြင်ထားတော့မယ်ဘယ်အဖွဲ့ကပြစ်သွားလဲတော့မသိရသေးဘူးလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲကနေကတော့ဘကိုးတိုင်းပေါင်းတယ်မြို့နယ်ကြောက်ကြီးတောင်အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုစနိုက်ပါလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခဲ့ရာ စစ်ခွေးနှကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မနက်10:35မိနစ်ခန့်မှာပေါန့်တယ်မြို့နယ်ကြောက်ကြီးတောင်အကြမ်းဖက်စစ်ခွေးအထိုင်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကစနိုက်ပါနဲ့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးနှကောင်တိတ်ဆုံးခဲ့ပြီးတော့တိတ်ဆုံးသွားတဲ့စစ်ခွေးအလောင်းများကိုကြောက်ကြီးတောင်စစ်ခွေး အထိုင်ဂိတ်စခန်းမှာမြေမြုပ်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအနီးနားမှာရှိတဲ့ကြေးရွာများကိုကျရောက်ပောက်ကွဲခဲ့တော့လေတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေစနိုက်ပါလက်နက်ငယ်တွေနဲ့တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးနာကောင်ကတော့နေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးတယ်ဒီဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုသူတို့ရဲ့ကြောက်ကြီးတောင်အထိုင်ဂိတ်စခန်းအနီးမှာမြေမြုပ်လိုက်တယ်လို့သိရပါတယ် 363ရက်တည်းရဲ့စစ်ထောင်လမ်းရင်းနဲ့တရင်ပြန်ကြရေးတောင်းခံရဲဘော်ရှဲတို့ကရှင်းပြထားပါရယ်၎င်းတိုက်ခိုက်မှုကိုဘူဟာ21ကရဲဘော်များနဲ့363ရက်တည်းရင်ယုံကရဲဘော်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စီးရီးသတင်းကတော့ကမ္ဘာကျော်ဗရံများတွေထွက်ရှိရာဘိုးကုံမြို့အတွင်းကို အာနာသိန်းစစ်ခွေးတက်က ကားတွေအများပြားနဲ့မနေ့ကညနေပိုင်းကစတင်ပြီးတော့ဝေရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းနိုဝင်ဘာလ29ရက်နေ့မှာစစ်ခွေးတက်ကဘိုးကုံမြို့အတွင်းကိုဝင်လာမယ်ဆိုတဲ့အတိုင်းမနေ့ကညနေပိုင်းကစပြီးတော့စစ်ခွေးတက်ကကားကြီးကားငယ်တွေနဲ့ဝေရောက်လာတယ်လို့မြို့ခံတွေကပြောပါတယ်။ တားရီအတွက်ကများပြားလွန်လာကြောင်းစိတ်ခွေးတက်ကအင်အားဘလောက်နဲ့ဝင်းရောက်လာတယ်ဆိုတာကိုတော့ခံမန်းရခတ်တယ်လို့လဲဘိုးကုံမြို့ရံတွေကပြောပါတယ်မြို့ကိုတိတ်ပိုက်ပြီးတော့စိတ်ခွေးတက်ထံကိုပြန်ပေးခဲ့တဲ့တောင်းလွတ်မြောက်ရေးတမတော် TNL ကဝင်းရောက်လာတဲ့စိတ်ခွေးတက်ဖွဲ့ဝင်းလေးလုံးကျုံရေးအတွက်ဒီဇင်ဘာလ15ရက်နေ့အထိမြို့အတွင်းထဲမှာဆက်လက်ပြီးတော့လုံးကျုံရေးပြန်ပေးရမယ်လို့လဲ TNL နဲ့နှီးဆက်တဲ့မိုးကုံမြို့ကန်တချို့ကပြောပါတယ်ပလောင်တွေက15ရက်နေ့အထိစိတ်ခွေးတွေကိုပြန်ပြီးကာပါပေးရမယ်တဲ့ အဲ့ဒီလိုအချိန်ကြာကြီးပြန်ပြီးကာဗာပေးရမယ်ဆိုတာကတော်တော်လေးကိုနင့်တာပါတယ်လို့မိုးကုံမြို့ကန်တဦးကပြန်လည်ပြောပြထားပါတယ်တရုတ်အစိုးရရဲ့ဂျောင်းဝင်ဆော့ဖတ်မှုကြောင့် TNL နဲ့စစ်ခွေးတပ်တို့ဟာအော်တိုဘာလကုန်ကစပြီးတော့အပြစ်ခတ်ရက်စဲခဲ့တယ်လို့ TNL ဥဆောင်ထိန်းချုပ်အုပ်ချုပ်ခဲ့တဲ့မိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကနေ TNL ကစုခွာပြီးတော့စစ်ခွေးတပ်ဖွဲ့ဝင်တွေလာဖို့သဘောတူညီခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်စစ်ခွေးတပ်ကထိုးစစ်ဆင်တာလေးချောင်းကနေပြီးတော့ဘုံကျဲတာတော့မလုပ်ဘူးလို့ဆိုပါတယ် ဒီအန်အလီကစုတ်ခွာသွားပေမယ့်ဒေတာကန် PDF တွေအပါအဝင်ဒေတာရင်းတော်လိုက်တက်တွေကမျိုးကိုကာကွယ်မယ်လို့ကြေညာခဲ့ကြပါတယ်။ဒါပေမဲ့ဒီအန်အလီကစစ်ခွေးတွေလာရင်မတိုက်ဖို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုတားမြစ်တယ်လို့လဲတော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ဒီအန်အလီကတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုမတိုက်ဖို့တားမြစ်ခဲ့တာကြောင့်စစ်ခွေးတက်ကမျိုးတွေကိုအလွယ်တကူဝင်လာနိုင်တာဖြစ်တယ်လို့လဲပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းကစွမ်းမြင်တဲ့တောင်ပိုင်းကျေးတိမြို့နယ်မိုင်းနောင်မြို့အနီးမှာအွန်လိုင်းလိန်လေလောင်းကစားမှု ကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်သူဒီအောင်နိုင်ငံသား26ဦးနဲ့မြန်မာနိုင်ငံသား10ဦးကိုအွန်လိုင်းလိန်လေမှုပြုလုပ်ရမှာအသုံးပြုခဲ့တဲ့ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ24ရက်နေ့ကနေ26ရက်နေ့အထိကျေးသီးမြို့နယ်အတွင်းနေမြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များဟာမိုင်းနောင်မြို့ရဲ့ အရှိတောင်ဘက်နောင်တောက်ကျေးွာအနီးကောက်ဟိုင်းကျေးွာအနီးနဲ့ဝမ်ကြောင်းကျေးွာအနီးတို့ရဲ့တို့မှာအွန်လိုင်းဝေကြီးနိုင်လည်မှုနဲ့လောင်းစားအတွက်အသုံးပြုရန်ယာယီမိုးကတဲ့အလုံး90ကျော်တို့ရှိကကွန်ပျူတာများမီးစက်များမော်တော်ယာဉ်နဲ့ Starlink တို့ကိုတွဲရှိပြီးတော့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ကျေးွာအနီးမှာတိုးဝှက်ထားတဲ့ MA1 rifle တလား MA30 rifle တလား AK12 rifle တလားကာဘိုင်တလား Winchester 12 တနတ်တလက်အပါဝင်တနတ်နဲ့ကြီးပေါက်အမျိုးမျိုးကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။တိမ့်စီရမိခဲ့တဲ့ပျက်စီးများနဲ့ယာယီအဆောက်အအုံများကိုမိရှုပ်ဖြတ်စီခဲ့ပြီးတော့ပေါ်ဝင်ပတ်သက်သူများကို ဥပဒေနဲ့အညီအရေးယူဆောင်ရနိုင်ရင်းနဲ့နိုင်ငံသားသားများကိုတပ်ဆိုင်ရာနိုင်ငံများကိုပြန်လည်လွှဲပြောင်းပေးရနိုင်ရေးအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့စစ်ခွေးတပ်ကထုတ်ပြန်ထားပါတယ်။ကြားဖြန့်လုပ်ငန်းဟာရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံမိုင်းရှူမိုင်းနောင်လဲချခိုလန်ကိုဟင်းမြို့နယ်ဘက်တွေအထိရောက်ရှိလာပြီးတော့အဲ့ဒီကြားဖြန့်လုပ်ငန်းတွေကိုတော့စစ်ခွေးလောက်ခံပြည်သူ့စစ်အဖွဲ့ဝင်များကကာကွယ်ပေးထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းမြို့နယ်မှာအကြမ်းဖက်ဆေးခွေးတပ်က SSPB SSC နယ်မြေအတွင်းထဲကိုစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က November 29ရက်နေ့မိုးလွယ်တနအီကန်အချိန်မှာအားတရားဝင်းကျင်ပါတယ်အကြမ်းဖက်ဆေးခွေးတပ်ကရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPB SSC တပ်စခန်းရှိရာကြောင်မင်းမြို့နယ်ပေါ်ဝူးကြီးရွာအနီးမှာရှိတဲ့တော်ရင်တနေရာကိုထိုးစစ်ဆင်ဝင်ရောက်လာတဲ့အတွက်ကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းတ်စစ်ခွေးတပ်ဘက်ကမြေပြင်စစ်ကြောင်းနဲ့ဒရုန်းများကိုအသုံးပြုကာတိုက်ခိုက်နေပြီးတော့သတင်းထုတ်ပြန်ချိန်ညနေ2:56မိနစ်အချိန်အထိထိတွေ့တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့ SSPP Info ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိနိုင်ဖို့အတွက်ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSC တာဝန်ရှိသူများထံကိုဖုန်းဆက်သွယ်မေးမြန်းခဲ့တော့လဲ ဖုန်းလက်ခံဖြေကြားခြင်းမရှိဘူးလို့သိရပါတယ်။ကြောင်မဲမျိုးပေါ်မှာကတော့စစ်ခွေးတက်ကအဓိကထိန်းချုပ်ထားတာ။ကြောင်မဲမျိုးနယ်အတွင်းကရွာတွေမှာတော့ SSPB နဲ့ DNL တွေလည်းရှိတယ်။ DNL တွေကလည်းသူတို့စခန်းလိုနေတဲ့နေရာတွေရှိတယ်။အခုတိုက်ပွဲဖြစ်တာကလည်းမျိုးပေါ်ကနေစစ်ခွေးတက်ကရွာတွေဘက်ကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာလို့ကြောင်မဲမျိုးကပြည်သူတချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီအစီအမပြတ်အစီအမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဇုံမြို့နယ်မှာဓာတ်တော်ကြီးရွာကိုစစ်ခွေးတပ်ကဝင်အောင်စီးနှင်ပြီးတော့ပြည်သူ၃ကိုတပ်ဖြတ်ကရွာလုံးကျွတ်မိတင်ရှုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ28ရက်နေ့မနက်၈နာရီအချိန်မှာစစ်ခွေးတပ်ကမဇုံမြို့နယ်ဓာတ်တော်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထိုးလာတယ်လို့သိရပါဗါးအဲ့ဒီနောက်ကြီးရွာအတွင်းကိုရောက်ရှိလာတဲ့အချိန်အနီးအနားပတ်ဝန်းကျင်များကိုလက်နက်ကြီးများ drone များနဲ့ ထွက်ပြေးသွားတဲ့စစ်ပီးဆောင်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုပစ်ခတ်မှုကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်စစ်ခွေးတက်ကဓာတ်တော်ကြီးပါတစ်ခုလုံးကိုမီးတင်ရှို့ခဲ့ရာအင်ဂျင်အများအပြားမီးလောင်ပြာကျသွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းပြန်လဲထွက်ခွာသွားတယ်လို့သိရပါဗျ။အခုဒီတော့စစ်ကြောင်းပြန်လာမှအိုးဆိုးရင်လို့တက်တော်ကြေးရွာပြည်သူတွေကတော့နှိစက်ရတော်တွေထဲမှာစစ်ပီးတိတ်ဆောင်နေရတော့မယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါဗျ။ အလားတူပဲကချင်ပြည်နယ်ဖားကန်းမြို့နယ်မနကြီးရွာကိုအကြမ်းဆက်ခွေးတက်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာလင်မယား၂ဦးဒဏ်ရာရရှိပြီးတော့တအူးဆိုးရရတယ်လို့ဖားကန်းတရင်အေးမေးကပြောပြထားပါတယ်။နိုဗမ်ဘာလ28ရက်နေ့ညပိုင်းကဖားကန်းမြို့ဘူဟာကုန်းမှာတက်ဆွဲထားတဲ့ဆက်ခွေးတက်ကမနကြီးရွာအတွင်းထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလင်မယား၂ဦးဒဏ်ရာရပြီးတော့တအူးဆိုးရရတယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့တအူးကတော့အစုတ်ထဲကနေသွေးတွေဖောက်ထုတ်ရတဲ့အနေထားဖြစ်ပါတယ်။ တော်တော်လေးကိုပြင်းထန်တယ်အသက်လူရတဲ့အနေထားဖြစ်နေပါတယ်တယောက်ကတော့တိတ်မပြင်းထန်ဘူးလို့သိရတယ်လို့ဖားကန်တရင်အင်းမေကပြောပြထားပါတယ်စိတ်ခွေးတက်ကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တယ်မနာကြီးရဟာ KIA KBDF တပ်ဖွဲ့များထိမ့်ချုပ်ထားရာစိတ်မှုကြီးရအုပ်စုထဲမှာပါဝင်နေတော့စိတ်ခွေးတက်ကပြန်လဲတိမ့်ပိုက်ထားတဲ့စမ်းကြွယ်ကြီးရနဲ့လဲကက်လျက်တီရှိတယ်လို့သိရပါတယ်နိုဝင်ဘာလ29ရက်နေ့ညစင်တိုင်းအချိန်ကလည်းဖားကန်းမြို့နယ်မော်စီသာဖျားကုန်းစမ်းကြွယ်ကြေးရွာမှာရှိတဲ့စစ်ခွေးတပ်စခန်းများအပါအဝင် စစ်ခွေးတွေတပ်ဆွဲထားရာနေရာများကို KIA ပူးပေါင်းတပ်ဖွဲ့များက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်တဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလုံးမြောက်နိုင်ကြပါစေခင်ဗျာ